Level 1 TV ပြည်သက်ကြီးမင်္ဂလာပါ Inside မြန်မာအစည်းအဝေးကနေကြိုဆိုလိုက်ပါရယ်ဒီနေ့ရဲ့အစည်းအဝေးကတော့ B-Top Ambassador တရဝင်ခန့်အပ်တဲ့အစည်းအဝေးအခမ်းအနားပဲဖြစ်ပါရယ်ဒီခမ်းအနားကိုတော့ရန်ကုန်မြို့ Junction Square အပြင်ဘက်မှာရှိတဲ့ Water Fountain Area မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါရယ်ဒီပွဲမှာတော့ B-Top ချစ်ပြည်သက်တွေကအခုလိုလာရောက်အားပေးခဲ့ပြီးပေါ့ပေါ့ပါပါဖြစ်တဲ့ပြိုင်ပွဲအစည်းအဝေးတွေထည့်သွင်းထားပါရယ်ဒီဘက်မှာတင်ဆက်သူအနေနဲ့ဟာတာကျုပ်ဆောင်ခင်လိုင်ဂိမ်းတောင်တို့ပါဝင်ခဲ့ပါတယ် ီပြိုင်ပွဲအစီအစဉ်မှာတော့ဖွေးဖွေးရဲ့ဘီတော့ကြော်ညာကိုအနည်းဆက်ဆုံးလုံနိုင်တဲ့ပြိုင်ပွဲဝင်ကိုရွေးချယ်ခဲ့ပါတယ်။2 1 Ashin ချက်တင်ပြောဖို့ဘီတော့အင်း Okay လက်ခုတ်တယ်လေးကြားကြားလေးဘီတော့ဘီတော့ပါပါဘူးအချင်းပြောဖို့ပြီးပါရွေးချယ်တဲ့တန်းကတော့ဖွေးဖွေးကိုယ်တိုင်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ငါကျန်လို့နေရတဲ့အကောင်လုံးကြီးဖြစ်ပါတယ်။ ်ခွင်းနဲ့ IP အစီအစဉ်လို့ထင်တဲ့နံပါတ်ကတော့၂၀၁နိုင်ရရှိတဲ့ပြိုင်ပွဲဝင်နေတဲ့မှတ်တမ်းတင်ဓာတ်ပုံတွေရိုက်ကူးခဲ့ကြပါတယ်။ခုခေတ်ကလည်း social media ခေတ်လည်းဖြစ်တယ်။ဒီအော်ပြီးတော့ဟိုတခြား application တွေလည်းအများကြီးပြန်ဆိုင်ပေါ်နေတဲ့အချိန်မှာ Google Drive လည်းဒီပြီးကြောက်ခဲ့ပရိသတ်ဖြစ်တယ်။ပြီးတော့ပြားလေးတွေလည်းချစ်လို့ ဟုတ်အဲ့ဒါဆက်လုပ်ဖြစ်သွားအောင်လူငယ်တွေရောဟိုလူကလေးတွေရောအကုန်လုံးသုံးဖို့ပေါ့နော်ဟိုပျော်ပျော်ရွှင်တဲ့အကုန်လုံးမိသားစုပုံစံမျိုးပြားပြားလေးတွေလိုပဲဖြတ်တန်းသွားမယ်ပေါ့ဒီအကုန်လုံးကအဲ့ social media ပေါ်မှာခင်မမဲနဲ့အဲ့လိုပေါ့ဒီနေ့ဆိုလဲပွဲပြီးတော့ရဲ့ game software အကုန်လုံးဝင်တိုင်လို့ရအောင်လို့ပော့ပပါလေးနဲ့အဲ့လိုမျိုးဟိုအဲ့ လေးလေးပိန်မဖြစ်အောင်လုပ်ထားတယ်။ပြီးတော့ဟို Note 5ငါးလုံးနည်းနည်းဖောက်ပေးတယ်။အဲချက်တင်ပြောဖို့ B-Talk ဆိုတော့ B-Talk ရဲ့ model လေးကိုပဲခွေး idea နဲ့ကျွန်တော်ရဲ့ခွေး idea နဲ့တူအောင်လုပ်ပြရပါတော့နော်။သူကနည်းနည်းပြန်ဝင်နည်းနည်းလွယ်တဲ့အတွက်လို့တင်းစက်လေးတော့ရွေးရတယ်။အချို့လေးကြတော့ဟိုပြန်ဝင်ဝင်ရောက်40ကျော်မှာဟိုဘယ်ဘက်နဲ့ညာလန်းနဲ့မှားသွားတာရှိရဲ့။အဲအားကြောင့်မပေးဖြစ်တာ။ Note 5ငါးလုံးတော့ဖောက်ပေးပြီးပါပါ။ B-Talk ကတော့အဲ ပုံပို့လို့ရတာတော့စာစတင်ဝင်လို့ရတာတော့ခြားဟိုင်းနဲ့ဟိုတူတူပါပဲဟိုအခုခွေးဒီ BTOG မှာကိုယ်ကိုယ်ရဲ့ကြိုက်တဲ့ fashion အပါလဲဆိုတော့ the whisper mode ပါတယ်အဲ you ပြောရ normal mode ရယ် whisper mode ရယ်ကိုလျှို့ဝှက်ချင်တဲ့တဲ့င်းမျိုးလျှို့ဝှက်ပြီးတော့ဟိုပြောပေးပေးချင်တဲ့ပုံတော့ပါလို့ဆိုရင်အဲ whisper mode on ပြီးတော့ပို့လိုက်တယ်ဆိုရင်ဖိုဘက်ကလူကြည့်ပြီးရတယ်တောက်သွားတယ်အဲ့ message ကပြန်ချလို့မရတော့အဲ့လိုအဲ whisper mode ကိုတော့ခွေးကြိုက်တယ် ပြီးတော့ချစ်ပရိသတ်တွေအတွက်ပြီးတော့ application တွေကိုအခမဲ့ထည့်ပေးတဲ့အစီအစဉ်တွေပါပါရှိခဲ့ပါတယ်။ဆက်ပြီးတော့ guitar အစီအစဉ်တွေနဲ့လည်းတင်ဆက်ခဲ့ပါတယ်။ ထော့ကကြတော့မြန်မာနိုင်ငံမှာပေါ့နော်မြန်မာနိုင်ငံမှာအသုံးများတဲ့ handset တွေနဲ့အဲမြန်မာဘာသာစကားကိုမှန်မှန်ကြည့်လို့ရအောင်မြန်မာစာဖောင့်လေး6မျိုးလောက်ထည့်ပေးထားတယ်ပေါ့နော်ပြီးတော့ B Talk ကအနီးနားတငယ်ချင်းတွေကိုလည်းရှာဖွေနိုင်တယ်အဲပြီးတော့ကိုယ့်ရဲ့ခန်းစားချက်တွေကိုတင်မဲ့ bus ဆိုတဲ့အဲ post လေးရှိရပေါ့နော်အဲ့မှာလည်းအကုန်လုံးတင်နိုင်တယ်အခုနောက်ဆုံးကအမားတို့လုတ်ပေးထား public account ပေါ့နော်အဲ public account ကကြတော့ကိုကတစ်ခေါက် follow လုပ်ထားလိုက်ရင်အဲ့ဒီကိုသိကျင်တဲ့တည်င်းတွေအဟာတာလေးတွေကနေ့တိုင်းကိုယ့်ရဲ့ဖုန်းထဲကိုရောက်လာမှာပေါ့နော်အဲ့ဒါ public account လေးလည်းရှိတယ်ပေါ့နော်အဲ့ဒါတွေအကုန်လုံးက ော့ Victor ရဲ့ထူးခြားချက်လေးပါဟုတ်အဲ Victor ကကျတော့အခမဲ့ပေါ့နော်ဖုန်းခေါ်စာပို့လို့ရပါတယ်သူက internet ရှိုံနဲ့ဖုန်းခေါ်လို့ရမယ် internet ရှိုံနဲ့စာပို့လို့ရမယ်ပေါ့နော်ပြီးတော့အမားတို့ဒီနောက်ဆုံးထုတ်ထားတဲ့ version မှာလည်းသူတို့ဒီပုံနေစာတွေကိုမြန်မြန်ပို့လို့ရအောင်ပြီးတော့စကားတယောက်နဲ့တယောက် line line ထိပ်ပြီးတော့မကောင်းရင်လည်းကြီးကြီးလင်းလင်းနဲ့စကားပြောလို့ရအောင်အမားတို့စူးစမ်းပေးထားပါတယ်ဟုတ် Victor ရဲ့ sticker လေးတွေကပေါ့နော်အမားစိတ်တင် Victor မှာ sticker လေးတွေအရင်ချစ်ဖို့ကောင်းတယ်ပေါ့နော်လူတိုင်းကလည်းဒီ Victor sticker လေးတွေကိုချစ်ကြတယ်အဲအဲ့လိုဆိုတော့မြန်မာနိုင်ငံမှာလည်းရုပ်ရှင်မင်းတွေ ရမှာဖူးဖူးရချစ်ဖို့အကောင်းဆုံးလို့မထင်နဲ့ပေါ့နော်အဲအားကြောင့်မို့လို့ချစ်ဖို့ကောင်းတဲ့စတစ်ကာလေးနဲ့အတူတူဒီချစ်ဖို့ကောင်းတဲ့မင်းသမီးလေးဖူးဖူးကိုမတို့ brand ambassador ဖြစ်ခန့်အပ်ပေးခဲ့တာပါပြီးတော့ကိုလာရောက်အားပေးတဲ့ပရိသတ်တွေကမှပြီးတော့ရဲ့ game season တစ်ခုဖြစ်တဲ့ဖုန်နေမှာကတ်ထားတဲ့ကပ်ပြားကိုရှာပြီးပြိုင်တဲ့ season လဲပါဝင်ခဲ့ပါတယ်ပြိုင်ပွဲဝင်တွေကိုလည်းလက်ဆောင်တွေတူတူပေးခဲ့ပါတယ်ပြီးတော့ အင်းဆိုင်မြန်မာစီစဉ်ကနေအကြောင်းအရာကဏ္ဍစုံစမ်းကိုစီစဉ်တင်ဆက်ပေးနေတာဖြစ်ပါတယ်ရန်ကုန်မြို့ရဲမှာလက်တလောပြုလုပ်နေတဲ့အခမ်းအနားစီစဉ်တွေကိုဆင်ဆက်မပြတ်စီစဉ်တင်ဆက်ပေးနေမှာမို့လေမန်ပရိသတ်ကြီးအနေနဲ့အင်းဆိုင်မြန်မာစီစဉ်ကိုစောင့်မျှော်ကြည့်ရှုအားပေးပါလို့ပြောကြားနေတဲ့ဒီအခမ်းအနားကနေနှုတ်ဆက်လိုက်ပါတယ် ဲဘဝ TV ပရိသတ်ကြီးမင်္ဂလာပါ Inside မြန်မာအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်စုမုံတို့ရဲ့ Inside မြန်မာအစီအစဉ်ကနေအကြောင်းအရာကဏ္ဍစုံလင်စာတင်ဆက်ပေးနေတာမို့ဒီနေ့မှာတော့ပြည်ရင်းဘဏ်၃ခုဖြစ်တဲ့ ARD ဘဏ် CB ဘဏ်ရိုးမဘဏ်တို့နဲ့အတူဂျာမနီနိုင်ငံက GIZ ဘဏ်ကိုရီးယားနိုင်ငံကရှင်းဟန်ဘဏ်တို့ပူးပေါင်းပြီးစေးစံမားကတ်တင်ထရိနင်းပြုလုပ်တဲ့အခမ်းအနားကိုတင်ဆက်ပေးကြပါတယ်ဒီခန်းနာကိုတော့ကြောက်တရားမြို့နယ်မဟာဗန်နူလာလမ်းမှာရှိတဲ့ conference room မှာကျင်းပခဲ့တာဖြစ်ပါတယ် Ladies and gentlemen ဒီခန်းနာမှာတော့ GI ဆက်ကကိုစလဲတူရှင်းဟန်ဘန်ကကိုစလဲတူ ARR ဘန် CB ဘန်နဲ့ရိုးမဘန်ကကိုစလဲအသီးသီးကအခုလိုပြောကြားခဲ့ပါတယ် Despite the open remarks from GIZ about competitors coming together here today um as you might know GIZ GIZ ကတော့ Germany အစိုးရရဲ့ကိစ္စရပ်တွေကိုစောင့်ရပေးတဲ့ agent အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ် Cooperation on behalf of the German government မြန်မာအစိုးရနဲ့ဂျာမနီအစိုးရပူးပေါင်းပါဝင်မှုမှာဒီ project ပါဝင်ပြီးပူးပေါင်းဆောင်ရွက်ပေးတယ်။2012ခုနှစ်ကစပြီးတော့မြန်မာနိုင်ငံရဲ့ဘဏ်လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့ဒီ project ကိုစတင်ခဲ့တယ်။ Banks have a very low outreach to the population. also because မြန်မာလူမျိုးတွေအနေနဲ့ဘန်တစ်ခုကဘလုံးဝယ်စာမှုတွေပေးလဲ charges ဘလောက်ပေးရလဲကို့အတွက်ဘာတွေအကျိုးရှိနိုင်လဲဆိုတာကိုမသိတဲ့အပိုင်းတွေအတွက်သိအောင်လုပ်ပေးခြင်းပါတယ် to which price um the whole project started ဒီ project ဆိုရင်တဝက်လောက်တောင်ပြီးနေပါပြီ jointly started to develop the project ဒီမနက်ငယ်မှာရှိတဲ့ဂျူမ CB AR band တွေကနေ represent နှစ်ယောက်စီရွေးပြီးတော့ဘယ်လိုတင်တဲ့နေပို့ချရမလဲဆိုတာတွေကိုပို့ချပြီးပါပြီ Uh, that is a methodology training being how to be a trainer how to teach these trainings will be initially အဲ့တင်နန်းတွေကိုလည်းသူတို့ရှိတဲ့အချိန်တွေမှာဘယ်သူတွေကိုတင်နန်းတက်ရမလဲဆိုတာကိုရွေးချယ်ပြီးခဲ့ပါပြီ from then on တင်နန်းပေးပြီးရ represent 6ရောက်ကနေပြီးတင်နန်းနေဆက်လက်ပေးသွားမှာပါ they can within their own bank um continue providing the training to their own staff နိုင်ငံတစ်ခုအတွက် company တစ်ခုအတွက်ဝန်ထမ်းတွေရဲ့လူစားအရင်းမြစ်တွေဟာအရင်ရေးကြည့်ပါတယ်တင်နန်းတွေကနေဒီလူတွေကိုရင်းနှီးမြှုပ်နှံပေးခြင်းအပြင်နိုင်ငံအတွက်အင်မတန်အကျိုးရှိမဲ့လုပ်ငန်းဖြစ်မယ်လို့ယုံကြည်ပါတယ်။ဒီအခမ်းအနားကိုတော့ဗန်အသီးသီးကလူတွေတက်ရောက်ကြပါတယ်။ အဓိကရွေချက်ကမတို့ဒီမြန်မာပြည်မှာရှိတဲ့ banking sector ဖွံ့ဖြိုးတိုးတက်မှုကိုအဓိကရှုရပါတယ်။အမားတို့ local မှာတည်ထားတဲ့အသိဉာဏ်လေးတွေနဲ့မဟုတ်ဘဲနဲ့ international practice မှာဘယ်လိုသွားလဲ။တကယ်ကမ္ဘာပေါ်မှာအရင်နိုင်ငံကြီးရဲ့ brand တွေဟာဘယ်လိုမျိုး season marketing လုပ်လဲဆိုတဲ့ရည်ရွယ်ချက်ကလေးတွေသူတို့ဆီကဗဟုသုတလေးတွေကိုမျှဝေခြင်းအပြင်ပေါ့နော်။အမားတို့နိုင်ငံလေအဆင့်အတန်းတစ်ခုထိရောက်လာအောင်ဘဏ်ဝင်နန်းတွေတယောက်ချင်းတယောက်ချင်းရလဲပို့ပြီးတော့ကောင်းမွန်တဲ့ service ကိုပေါ့နော်။ဒီလူလူစီကိုချပြနိုင်အောင်ပေါ့။အဲ့လိုမျိုးပို့ပြီးတော့တိုးတက်လာမယ်လို့အမားတို့ယုံကြည်ပါတယ်။ဘဏ်အချင်းချင်းမှာလည်းပို့ပြီးချစ်ခင်ရင်းနှီးမှုတွေရလာမယ်လို့ယုံကြည်ထားတယ်။ပြီးတဲ့အခါဒါရဲမကပေါ့နော်။တိုးတိုးပြီးတော့ဒီ ီစေးဆံမှာကတင်းတစ်ခုလည်းမဟုတ်ဘူးအမားတို့နောက်ပိုင်း communication သွားမလားတင်းဝက်သွားမလား technical skills တွေနဲ့ပတ်သက်ပြီးလို့ပဲဖြစ်ဖြစ်တအူးနဲ့တအူးပေါ့နော်အပြန်အလှန်မျှဝေပြီးတော့ banking sector ကြီးပို့ပြီးတော့တိုးတက်အောင်မို့ ဖြစ်လာမယ်လို့အမတို့ယုံကြည်ပါတယ်ဒီမှာ banking လို့ပြောရတဲ့နေရာမှာသူ့ရဲ့ technical ဘိုင်းပေါ့နော် hard skill ရှိမယ်နောက်တစ်ခါအမတို့ soft skill နဲ့ပတ်သက်တဲ့ဟာဒါ sales marketing ဆိုရင် soft skill တွေကတစ်ခုပေါ့နော်ဆိုတော့ hard skill ဘိုင်းမှာလည်းသူသူဘာသူအလျောက်ဆဆွာလို့ credit နဲ့ပတ်သက်တာမျိုးနော်နောက် treasury တွေ bond တွေနဲ့ပတ်သက်တာမျိုးဒါမျိုးတွေလည်းအမတို့ဒီ change ဘက်ကနေ organize လုပ်ရင်လုပ်တလားအခုလည်းလုပ်နေတယ်ဒီလို program အကြီးကြီးတာမဟုတ်တာသူတို့ဘက်ကလုပ်တဲ့တင်တင်းလေးတွေမှာအမတို့တက်သွားတက်နေရလေးရှိရဲနောက်ပိုင်း soft skill တွေလည်းဒီလိုပဲဒီ bank နေနဲ့မှမဟုတ်ဘူးတခြား other banks တွေနဲ့လည်းအမတို့ပူးပေါင်းပြီးတော့ပေါ့နော်ဒီ banking sector ဖွံ့ဖြိုးတိုးတက်ဖို့ဆို ဲ့ရည်ရွယ်ချက်အနေနဲ့ဆိုရင်တော့အမတို့အများကြီးလုပ်သွားဖို့ရှိပါတယ်ဒီမှာကျွန်တော်တို့ရန်ကုန်မှာ3ရက်တင်ပါမယ်နောက် monthly မှာ um course ကနှစ်ခုရှိမယ်ပေါ့နော်ပထမတစ်ခုကတော့ monthly က Yuma ဘန်ရင်သင်တန်းကျောင်းမှာပဲဒီ CB ဘန် Yuma နဲ့ AR ဘန်ပေါ့နော်3ခုကပေါင်းပြီးတော့အကုန်လုံးလာကြမယ်နောက်တစ်ခုကလည်း monthly မှာနှစ်ခုပေါ့ monthly မှာနှစ်ခုရှိပါမယ်ဒီ training ရတဲ့ခါချလို့ရှိရင်ကျွန်တော်တို့ကနေတစ်ဆင့်ကျွန်တော်တို့ local trainer တွေကနေတစ်ဆင့်ကိုယ့်ဘန်မှာရှိတဲ့တခြားဘန်ကွဲ manager တွေရှိမယ်နောက်တခြားဒီလုပ်ဖို့ကိမ်းမဲ့တွေပြန်မျိုးရှယ်မယ်ဆိုမြန်မာပြည်ရဲ့ banking sector မှာတိုးတက်မှုအများကြီးရှိတဲ့အပြင်မြန်မာပြည်မှာဒီ sales and marketing ဆိုတဲ့ subject matter အရာလည်းပို့ပြီးတော့တိုးတက်မှုရှိလာမှာပါ။သင်ကြားပေးမယ့်လူတွေကကျွန်တော်ပါမယ်။ကျွန်တော် basic services marketing ကိုကျွန်တော်သင်ပါမယ်။ပြီးတော့တခြားဒီ customer management တို့နောက် sales skills တို့ကြောင့်တခြား AI ban တို့အာ Yuma ban တို့ပေါ့နော် နောက် Shinhan bank ကလည်းတင်ပါမယ်ဒီလိုအခမ်းအနားတွေပြုလုပ်ကြတဲ့အတွက် ban အကြောင်းမသိသေးတဲ့ပြည်သူတွေသိရှိနားလည်နိုင်ကြမှာဖြစ်ပါတယ် 신한은행은 1982년도에 신한은행이 한국의 실산나쿠네 마사덴 디타오네비 해방송회 앞에 타호루 엄나레 코리아 남한테 반표 한국에서 가장 큰 은행으로 성장했습니다. 현재 신한은행은 한국의 천여개 전포와 16개국 77개 점포를 가지고 있는 글로벌 은행으로 성장하였습니다. 이번 연쇄의 목적은 မြန်မာနိုင်ငံမှာရှိနေတဲ့ 비로. ်တွေအတွက်ဆေးရမာကတ်တင်းနဲ့ပတ်သက်ပြ 국민들에게 보다 적극적인 마케팅을 할 수 있는 세일즈앤 마케팅 기법을 전수하기 위해서 실시되었습니다. 현재 미얀마에방공동도와 대나이간롱 어타이나인 세야간롱에 쉬리에 어트 아얀젠이 바데레. 고객이 전체 인구의 10% 미만으로 알고 있습니다. 근본 연수는 ဘဏ်အကောင့်ကိုတုံးဆွဲသူတွေအတွက်လည်းပဲတုံးဆွဲနိုင်အောင်ဆွဲဆောင်မှုတွေလုပ်သွားပါမယ်။ဘဏ်ကတုံးနေသူတွေအတွက်လည်းအလဲအလဲအရောင်းဝယ်တွေလုပ်နိုင်အောင်ကြိုးစားသွားမှာပါ။အဲ့ဒီလိုလုပ်တဲ့အတွက်ဘဏ်မှာအကျိုးမြတ်တွေအများကြီးရမယ်။ရင်းနှီးမြှုပ်နှံမှုမတ်တီငွေတွေရမယ်။အဲ့ဒီကတစ်ဆင့်မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အထုံးချသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာကဒီဘန်လုပ်ငန်းပဲဖြစ်ဖြစ် sales and service ပေါ့နော်ဒီဝန်ဆောင်မှုပိုင်းရောနောက်ပြီးတော့အယောင်ပိုင်းမှာရော နိုင်ငံတကာအသိမိဖို့အတွက်ကတော့အများကြီးစူးစမ်းဖို့လိုအပ်နေပါတယ်ကျွန်တော်တို့ဟိုဌာနက trainer နေရောက်ပါပါတယ်ပြီးတော့အာတက်မဲ့ဝန်ထမ်းတွေကတော့စုစုပေါင်း30ရှိပါတယ် sales ဆိုဘယ်လိုလုပ်ရမလဲဒီ customer နဲ့စကားဆပြောတာနေအစနောက်ဆုံးဒီဝန်ဆောင်မှုကိုပြီးပြည့်ရအောင်ပေါ့နော်ဒီ banking မှာဆိုရင်ကျွန်တော်တို့ financial service တွေကိုရောင်းပါတယ်ဒီဝန်ဆောင်မှုပေးပါတယ်ဒါတွေကိုဟိုက customer ကတုံးဖြစ်သွားအောင်လူတိုင်းကို ဟွာကြိုးဆိုပြီးတော့နှွေးနှွေးထွေးထွေးနဲ့လူတွေပန်ရောက်လာရင်လည်းစိတ်ချမ်းချမ်းသာသာနဲ့ဒီအာသူတို့ရဲ့ငွေကြေး transaction တွေကိုလုပ်နိုင်အောင် လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။တခုပဲပေါ့နော်ဒီ training မှာဆိုရင်ကျွန်တော်တို့ Korea ကပညာရှင်တွေသူတို့ရဲ့အယောင်ပညာရှင်တွေကလာသင်ကြားပေးတယ်။ဒီမှာမြန်မာနိုင်ငံရဲ့ဒီ culture နဲ့ပေါ့နော်ဒီရှိရင်ဆွဲယဉ်ကျေးမှုနဲ့ customer တွေရဲ့ behavior ကိုတော့ကျွန်တော်တို့ပို့ပြီးတော့ ကိုင်းညီမှုရှိအောင်တော့ပြန်ပြီးတော့နည်းနည်း modify လုပ်ပြီးဒီနိုင်ငံနဲ့ဒီရေမြေနဲ့ကိုင်းညီတဲ့အကြောင်းမျိုး sales and marketing approach မျိုးကိုလုပ်နိုင်မယ်လို့တော့ကျွန်တော်တို့ပြောလင့်ပါတယ်။အဲဒီနောက်တာဝန်ရှိသူတွေစုပေါင်းထပ်ပုံရိုက်ကူးကြပါတယ်။ဒီနေ့မှာလဲ insight မြန်မာအစီအစဉ်ကနေဘန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို11 web tv ပရိသတ်ကြီးအတွက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့် insight မြန်မာအစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုပါလို့ဖိတ်ခေါ်ရင်းဒီနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရရှင်။ အလဲမဝက် TV ပရိသတ်ကြီးမင်္ဂလာပါ Insight မြန်မာအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အလဲမပရိသတ်တွေအတွက် For All Eternity ပကြီးပြပွဲနဲ့မိတ်ဆက်ပေးကြပါတယ်ဒီပြပွဲကိုရောမင်းကြီးလမ်းမှာရှိတဲ့ Gallery 65မှာကျင်းပခဲ့တာဖြစ်ပါတယ်ဒီပြပွဲမှာပကြီးကားပေါင်း26ကားကိုပြသထားပါတယ်ပကြီးကားတိုင်းမှာတော့သူ့ခေါင်းစဉ်နဲ့သူပေးထားပါတယ် ဒီပတိကားကိုတော့ Timeless Love လို့ပေးထားပါတယ်။ဒီပတိကားလေးကိုတော့ Majestic Love လို့ပေးထားပါတယ်။ ဟုတ်ကဲ့ဟိုကျွန်တော်အရင်တော့ပကြီးပြပွဲတွေပေါ့နော် group show တွေအများကြီးပြဖြစ်တယ်ပြဖြစ်နေနေမှာကျွန်တော်ကဟိုကိုပိုင်ကိုရဲ့ solo show လေးတွေပြကျင်တဲ့ဆန္ဒလေးလည်းဖြစ်လာတယ်နောက်ပြီးတော့ကျွန်တော်ရေးဆွဲတဲ့အကြောင်းအရာတွေက group show နဲ့ track ပေါ် one man show နဲ့ solo show နဲ့ကပိုအဆင်ပြေကန့်ညီမယ်ဆိုပြီးတော့ဒီ solo show လေးစီစဉ်ခဲ့တာပေါ့အရင်ပရမဆုံး2009ခုနှစ်ကတော့ first the first person solo show ကိုကျွန်တော်လုပ်ခဲ့တာပေါ့ဒါကတော့ကျွန်တော် second solo show ပေါ့ကျွန်တော်ရေးဆွဲဖြစ်ခဲ့တဲ့ပုံလေးကတော့ကျွန်တော်က ဆိုလို့ရှိရကျွန်တော် target ထားပြီးတဲ့အချိန်မှာကျွန်တော်ရေးဆွဲမဲ့ကျွန်တော်ရဲ့ concept ပေါ့ concept ရဲ့အဓိက main concept က title ကတော့ကျွန်တော်အဓိကတော့ feeling left ပေါ့ဒီ left ကိုပုံဖော်အတွက်ကျွန်တော် orchis ကိုပို့ချိုက်သွားသူချိုက်ရတဲ့ကြောင့်ညကျွန်တော် orchis ကိုရှာတဲ့အချိန်မှာ orchis ရဲ့ဒီ botany tan ရဲ့နာမည်လေးတွေကလည်းစိတ်ဝင်စားစရာကောင်းတယ်နောက်တစ်ချက်ကကြတော့အာဒီ ဟိုဒီ orchis ကိုပုံဖော်ရေးစတဲ့ခါမှာ orchis ကတခြားတော့ပန်းနေတဲ့ဆိုင်ကျွန်တော်ရဲ့ဒီ lock ကိုပုံဖော်အတွက်သူကဆွဲဆောင်မှုရှိတယ် fascinate ဖြစ်တယ်နောက်ပြီးတော့သူက subsidy လဲကြရတယ်သူအယောင်တွေးလေးသူနဲ့ဆိုတယ် harmony ဖြစ်တယ်ကျော်လဲအာဒီ contrast ပေါ့အယောင်လေးတွေသူတို့သူရဲ့ဖြစ်ပေါ်ပြောင်းလဲသွားတဲ့ဟာလေးတခြားပန်းနေတဲ့ကိုကျွန်တော် left ကိုပုံဖော်ဖို့အတွက်ကျွန်တော်ဟိုပူတဘောနဲ့ကြိုက်နေတဲ့ပေါ့ဒီ orchis ကိုကျွန်တော် series တွဲလိုက်ကြည့်ပေါ့ကျွန်တော် left ကိုပုံဖော်ဖို့ရှင်းဆွဲဖြစ်ခဲ့ပါဟုတ် ဟိုဒီပကြီးရေးဆွဲဖို့အတွက်ကျွန်တော် acrylic medium တမျိုးထဲပဲကျွန်တော်တုံးဆွဲခဲ့တာပေါ့ site ကတော့အားလုံးဟိုဟိုနှစ်ပြီသုံးပြီ site တင်းနေပဲအားလုံးကျွန်တော် acrylic medium တမျိုးထဲရေးဆွဲခဲ့တာပေါ့ တက္ကသိုလ်မှာကျွန်တော်၄နှစ်ပေါ့2008ခုနှစ်ကနေစပါကျွန်တော်၄နှစ်ကျွန်တော်တင်ခဲ့တယ်တင်ကြပြီးတော့အဲ့ဒီမှာကျွန်တော်ကပါဆိုတော့ငကောကအခုစမှာရှိတဲ့ပင်ကိုပြီးဝါသနာရင်းခံတဲ့တရားဆရာတွေကတင်ပြလိုက်တဲ့ပြေသနာကဆရာတွေတင်ပြလိုက်တဲ့ polish ပေါ့တနည်းအားဖြင့်ပြောမှဆိုကျွန်တော်ဒီမှာ theory ပူပေါ်နိုင်နိုင်နေနေပူပေါ်တိလာခဲ့တယ်ပြီးတော့နောက်ပြီးတော့ဒီ theory တိတဲ့အချိန်မှာကျွန်တော် practice တွေကျွန်တော်ရေးဆွဲဖြစ်ခဲ့တယ်ကျွန်တော်၄နှစ်ပြီးသွားတဲ့အချိန်မှာလည်းကျွန်တော်ဒီကျောင်းမှာပဲကျွန်တော်ပြန်ပြီးတော့2000နှစ်ကနေစပြီးတော့ဆရာအဖြစ်ပြန်လဲထမ်းဆောင်ခဲ့တယ်အဲ့ဆိုတော့ဒီထမ်းဆောင်ခဲ့တဲ့အချိန်မှာလည်းခွန်ကျွန်တော်ကတစ်ဖက်ကပြန်လဲပြီးတော့တင်ကြပေးခြင်းကိုကိုအတွက်လည်းဟို ပြန်ပြီးတော့ပညာကိုလည်းပြန်ပြီးတော့ဝမ်းစာဖြည့်ရင်ပေါ့နော်ပြန်မဲ့တင်ကြရဲကိုလည်းပြန်မတင်ယူပြီးတော့ကျွန်တော်ဒီတက္ကသိုလ်မှာပဲတာဝန်ထမ်းဆောင်ရင်းနဲ့အဲကျွန်တော်ဒီအရင်ဆရာကြီးဒီဆရာကျွန်တော်အပကြီးဌာနကပေါ့နော်ဆရာကြီးအရင်ဟိုအဓိကတော့ဟိုကျွန်တော်ဒီနေ့တင်ဒီနေ့မှာတက္ကသိုလ်မှာတင်ကြပေးခဲ့တဲ့ဆရာကြီးကကျွန်တော်ရအဓိကဆရာဦးဆရာရင်းနေပါပဲဟုတ်ကဲ့အဓိကကိုဘာဝါဒနာပါလဲကိုဝါဒနာပါမှလည်းဒီကျွန်တော်တို့ကဒီအနုပညာသမားကြီးအဓိကဝါဒနာကိုအရင်ခံပြီးမှလုပ်လို့ ရတာကိုဝါသခါတော့ကျွန်တော်ကိုကဝါသမှာပါမယ်တဲ့ဒီအနုပညာလမ်းကိုရှောက်နေမယ်ကိုလုံနေမယ်ဆိုလို့ရှိရင်တော့အဲ့ဒီအနုပညာလမ်းကအောင်မြင်မှာလည်းမဟုတ်ဘူး။နော်ဘာလို့ဆိုတော့မိမိဝါသနာပါတဲ့လုပ်ကိုလိုရတဲ့ခါကြမှာဘာဖြစ်မလဲဆိုရင်ကိုကအဲ့ပုံမှာခွင့်လွှာပါလိမ့်မယ်။ ကြုံလာမဲ့ခက်ခဲတွေပေါ့နော်အဲ့ဒါတွေကကျော်လွှားနိုင်မယ်ပြီးတော့ကိုလူချင်းနဲ့ပန်းနိုင်ကိုရအောင်ကျော်တော့မိဘရဲ့ဟိုဘယ်လိုပြောမလဲဟိုမိဘကဖြစ်ချင်တဲ့ဆန္ဒပုံမှာ like ပြောပြီးတော့လောက်ရတဲ့တချောင်းမှာဘုံမမှာဟိုဘယ်လိုမလဲမိမိရဲ့စိတ်ဆန္ဒနဲ့ဝါသနာပါရလို့ကိုမလောက်ရတဲ့လို့မျိုးဖြစ်တဲ့အမျိုးတွေရှိတတ်ပါတယ်အဲကြောင့်မို့ကျွန်တော်ကတော့ကျောင်းသားဘဝလေးကလေးကလည်းငယ်ကလေးကလည်းပကြီးဝါသနာပါတယ်ဒီညီညွတ်တက်ကတူမှာလည်းလင်းနေလင်းမှုပညာသင်ကြားခဲ့တယ် အဲ့တော့လက်ရှိအကြောင်းမှာလည်းဆရာဖြစ်လဲတာဝန်ထမ်းဆောင်နေခုလက်ရှိလည်းကလေးတွေကိုပညာသင်ရင်ကိုကိုတိုင်ကလည်းဟိုပကြီးပညာကိုပြန်ပေါ်လေ့လာရင်တနည်းအားဖြင့်ပြောမှဆိုတော့ဝမ်းစာပေါ့နော်အဲ့ဝမ်းစာကိုလည်းကိုယ့်အတွက်လည်းကိုယ်ဖြည့်ပေးရတာပေါ့ဝမ်းစာပြည့်မှလည်းကိုကလည်းဘယ်ရမဆိုကိုကဖန်တီးနိုင်မယ်ကိုကသိနိုင်မှာပေါ့အထူးကအဖြစ်ဝါသနာအထူးကတော့ဝါသနာအရင်ခံတာပဲအဲ့ကြောင့်မို့ကျွန်တော်တို့မြတ်သက်လူငယ်တွေကိုမိမိဝါသနာပါတဲ့အလုပ်ကိုလုပ်ဖို့တိုက်တွန်းခြင်းနဲ့ဝါသနာပါမှပဲကိုဘယ်ရလို့လို့စိတ်ချမ်းသာမယ်ကိုဘဝကိုပျော်ရွှင်လိမ့်မယ်ပေါ့နော်ဘဝတည်ဆောက်နိုင်လိမ့်မယ်လို့ တညံပေးကြပါတယ်ဟုတ်ပကြီးပညာကိုမြန်နိုးသူတွေကလည်းအခုလိုလာရောက်လေ့လာကြပါတယ်ဒီပြပွဲမှာလာရောက်လေ့လာသူတွေစိတ်အပန်းဖြေစေဖို့ဂီတတန်စင်တွေနဲ့ဖြော်ပြခဲ့ပါတယ် ဒီပြပွဲမှာဆိုရင်ဗကြီးစရာကအချစ်ကိုစိတ်ကူးပုံဖော်တဲ့နေရာမှာတက်ခွပန်းလေးတွေနဲ့တင်စားပြီးရေးဆွဲဖော်ပြထားတာပဲဖြစ်ပါတယ်။ဒီပြပွဲကိုစက်တင်ဘာလ17ရက်နေ့ကနေ23ရက်နေ့အထိကျင်းပခဲ့ပါတယ်။နောက်ထပ်အစီအစဉ်တွေမှာလည်းအခုလိုဗကြီးပြပွဲတွေအပြင်11ပရိသတ်တွေစိတ်ဝင်စားမယ့်အစီအစဉ်ကိုစုမုံတို့ရဲ့ Inside မြန်မာအစီအစဉ်ကနေတင်ဆက်ပေးနေတာမို့စောင့်မျှော်ကြည့်ရှုပါအောင်လို့ပြောရင်းနဲ့ဒီအစီအစဉ်ကနေနှုတ်ဆက်လိုက်ပါတယ်။